ကဲအမျိုးတို့ရေဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ကျွန်တော် CI စာအုပ်တွေလဲတဲ့ခါကျရင်အဲဘယ်မှာထုတ်ရလဲပေါ့နော် CI စာအုပ်တွေဘယ်မှာထုတ်ရလဲပေါ့နော် sorry ဟုတ်နံပါတ်1ကကြတော့ CI စာအုပ်ကနေပြီးတော့အနေအောင်ပြောင်းမယ်ဆိုရင်ဘယ်မှာပြောင်းရမလဲပေါ့နော်ပြီးရင်တခါအနေအောင်အနေပြီးတော့အနေအောင်ပြောင်းမယ်ဆိုရင်ဘယ်မှာပြောင်းရမှာလဲပြီးတော့တခါဘလို့စာအုပ်တွေဘလို့အဲကင်ဆောင်ထားတဲ့လူတွေကပေါ့နော်ဘလို့ဗီဇာထုတ်ရမလဲဆိုတာရယ်ဘယ်ဗီဇာတွေကထုတ်လို့ရနေပြီလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါ နော်နံပါတ်1ချက်ကကျတော့ CI စာအုပ်ထုတ်ပြီးလဲယုံဆိုတာကကျွန်တော်တို့တွေဒါနှစ်နိုင်ငံချစ်ကြည်ရေးရသူတို့ဆွေးနွေးတိုင်ပြီးပြီးွားလို့ရှိရင်တော့အရင်တော့ဆိုလို့ရှိရင်တော့ကလေးတိုင်းမှာပေါ့နော်မဟာရှိုင်းကလေးတိုင်းဈေးထဲမှာဆိုတော့သူကထုတ်ပြီးနေပါတယ်အဲ့ဒါ CI ထုတ်ပြီးတဲ့ယုံနေပေါ့နော်အချိန်ကာလရသူတို့သတ်မှတ်ပြီးတော့ထုတ်ပြီးတဲ့ CI ထုတ်ပြီးတဲ့ယုံကဘာမှရှိတဲ့ smooth စာခေါ်မှာနော်မဟာရှိုင်းမှာထုတ်ပြီးတယ်ဒါလည်းရှိတယ် ရင်တော့လူတိုင်းသိနေကြတဲ့နေရာလေးတခုပေါ့နော်ဒါပေမဲ့သူအခြေအနေတခုအရာပေါ့နော်တစ်ခါလေကြာရင်၄နေရာဖွင့်ဖွင့်နဲ့6နေရာဖွင့်ဖွင့်နဲ့ပြီးရင်7နေရာဖွင့်လည်းဖွင့်မယ်တစ်ခါလေမိုဘိုင်းကားအနေနဲ့လုတ်ပေးတယ်လုတ်ပေးတယ်ဒါက CI လုတ်ပေးတဲ့လူတွေအတွက်ကိုပြောတာဖြစ်ပါတယ်လက်ရှိအနေထားကတော့ CI စာအုပ်လေးလုတ်မပေးသေးပါဘူးဒါပေမဲ့ထိုင်းနိုင်ငံရဲ့လုတ်အာကျွန်တော်တို့ဒီငွေကြီးများအစီအွေထုတ်ပြန်ချက်ကတော့သဘောတူညီမှုရထားပြီးပါပြီဘယ်မှာဖွင့်မယ်ဘယ်နေ့ဖွင့်မယ်ဆိုတာတော့ထပ်မံမြန်မာနဲ့ဆွေးနွေးပြီးွားတာ ਨੇ ညင်ညာပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာเนาะနံပါတ်1နံပါတ်1ကကျတော့ CI စာအုပ်ကနေပြီးတော့ကျွန်တော်တို့အနီရောင်ကိုပြောင်းမယ်ဆိုလို့ရှိရင်ဗမာလဲရတယ်တိုင်ယုံကြီးမှာလဲရမှာမဟုတ်ပါဘူးတိုင်ယုံကြီးမှာလဲလို့မရပါဘူးခင်ဗျာเนาะတိုင်ယုံကြီးမှာကကျတော့အနီကနေအနီလဲပေးတာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ပြောချင်တာက CI စာအုပ်ကနေပြီးတော့အနီရောင်လဲမယ်ဆိုရင်ခုနကကျွန်တော်ပြောတဲ့ထလီထိုင်းမဟာချိုင်ထလီထိုင်းလို့ခေါ်တဲ့သမုစာခွန်မဟာချိုင်မှာသွားပြီးတော့လဲရမှာဖြစ်ပါတယ်အင်တော်စုစီမှတ်ဖို့နေယူပြီးတော့ပေါ့เนาะ โอเค ဒါနဲ့နံပါတ်3နံပါတ်3ကကျတော့အနီအောင်နေပြီအနီအောင်လဲတဲ့ခါကျတော့မှတော့လဲရမယ်အနီအောင်နေအနီအောင်လဲမယ်ဆိုရင်ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှာပေါ့နော်ကျွန်တော်စာထုံးမှာရှိတဲ့တိုင်ဝန်ကြီးဝန်သွားပြီးတော့လဲကြရတာဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့နောက်တစ်ခုကကျတော့ဘလို့လူတွေကဗီဇာထုတ်လို့ရနေပြီလဲဆိုတော့အခုကျွန်တော်လူသစ်တွေစီးရင်တင်ထားတယ်ပေါ့နော်နေတွေတင်ထားကြတယ်ကြားမှရေးစစ်ဆေးပြီးပြီလက်မတွေနှိပ်ပြီးပြီဟာဝက်ပါမေးနေတဲ့ထွက်လာပြီးမိုင်းနူးမှတ်တွေပေါ့တော့90စသဖြင့်ပေါ့နော်ထွက်လာကြပြီဆိုရင် ကျွန်တော်တို့စာအုပ်တွေကအရင်တော့စာအုပ် CI စာအုပ်ပဲဖြစ်ဖြစ်စာအုပ်အနီပဲဖြစ်ဖြစ် PV ပဲဖြစ်ဖြစ်เนาะ blue LL လာတာပဲပါပဲဖြစ်ပေါ့စာအုပ်ထဲမှာတက်တန်ရှိတယ်ဆိုလို့ရှိရင် visa တွေထိုးလို့ရနေပါတယ်เนาะ visa တွေထိုးလို့ရနေပါတယ်အဲ့တော့ကျွန်တော်တို့အမျိုးတွေအနေနဲ့အခုလိုပေါ့ပေါ့နော်တခုပြီးတခုနားလေတာမျိုးတွေပေါ့နော်နားလေအောင်ကျွန်တော်ရှင်းပြပေးတဲ့အခါမှာဒီခါလေးကိုယ်ကသိပြီသားဆိုလို့ရှိရင်ဗီဒီယို file နဲ့ပြန်လဲမျှဝေပေးခြင်းအဖြစ်လဲမသိသေးတဲ့လူတွေကိုပြန်လဲပြီးတော့ကုသိုလ်ပြုလိုက်ကြပါတယ်เนาะ ပြီးတော့ကျွန်တော်တို့မျိုးတွေတင်းတုံလေးနဲ့ကျွန်တော်အခုလိုမျိုးရှင်းပြတာကိုတိုက်တယ်ဆိုလို့ရှိရင်အဲကျွန်တော် comment အောက်မှာလေးပဲပေါ့နော်အကြံပြုပေးနေပါတယ်လိုအပ်တာလေးတွေကျွန်တော်ရအခွက်တွေကျွန်တော်ထောက်ပြချင်တာလေးတွေလာပြောကြပါလာပြီးအကြံပြုကြပါအတိုင်းပဲကိုယ့်ရဲ့အကောင့်ကိုယ့်ရဲ့မျက်နှာပြပြီးတော့ပေါ့နော်အင်းအင်းလေးရှိရှိတိတ်ခါရှိရှိနဲ့ဖိုဖို့တုံးပြီးတော့ကျွန်တော်ကိုလာပြီးတော့ဟို comment တွေလာပေးကြဖို့တောင်းဆိုပါတယ်နော်မျိုးဒီအားလုံးကံကောင်းကြပါစေစေချမ်းသာရေကိုရဲ့ကြမ်းမှညီမတွေရကြပါစေလို့ဆုမွန်ပါတယ်တောင်းရင်ခေစိုးစနစ်စိုးနေပြီးတော့ကြောဖြတ်နိုင်ကြပါစေအားလုံးပဲမင်္ဂလာပါ